ဒီနေ့မှာတော့အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားရေသုံးဆွဲမှုဆိုင်ရာပြဿနာကြီးတစ်ခုအကြောင်းကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။အိန္ဒိယကပါကစ္စတန်ကိုရေထောက်ပတ်မှုတွေဖျက်တောက်မယ်လို့ချိန်ချောက်ပြီးတဲ့နောက်မှာတရုတ်ကတော့ပါကစ္စတန်မှာရေကာတာတိဆောက်မှုကိုအရှိန်မြင့်သွားမယ်လို့ပြောကြားထားပါတယ်။ဒီအကြောင်းအရာတွေကိုအရင်ဆုံးမပြောခင်အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံကြားတဲ့က IWT ဆိုတဲ့စာချုပ်ကိုအရင်ဆုံးတီးဖို့လိုမယ်ထင်ပါတယ်။ NWT ရဲ့အခြေကောက်ကတော့ Indus Water Trade ပဲဖြစ်ပါတယ်1969ခုနှစ်စက်တင်ဘာလ19ရက်နေ့မှာတော့အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားလက်မှတ် ရေးထိုးခဲ့တဲ့ရေဝေစုစာချုပ်တစ်ခုဖြစ်ပါတယ်ဒီစာချုပ်ကိုကမ္ဘာဘဏ်ကအကြံပေးပြီးညှိနှိုင်းခဲ့တာကြောင့်အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံကြားထဲကအ धिक ရေရင်းမြစ်ဖြစ်တဲ့ Indus မြစ်နဲ့ဒီမြစ်ရဲ့ရေသုံးဆွဲမှုကို စီမံခန့်ခွဲဖို့ရည်ရထားပါတယ် အိန္ဒိယကအရှေ့ပိုင်းဒေသရဲ့မြစ်တွေကို ထိန်းချုပ်ပြီးပါကင်စတန်ကတော့အနာဖတ်ချမ်ဒေသရဲ့မြစ်တွေဖြစ်တဲ့အင်ဒက်စ်မြေ၊ရှေနက်စ်မြေ၊ဂျယ်လန်မြစ်စတဲ့မြစ်တွေကိုထိန်းချုပ်ပါတယ်။နောက်25ခုနှစ်အေပိလ22ရက်နေ့မှာတော့အိန္ဒိယထိန်းချုပ်မှုအောက်မှာရှိတဲ့ကက်ရှမီးယားဒေသမှာ လူ26ဦးသေဆုံးခဲ့တဲ့အကြမ်းဖက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒီအကြမ်းဖက်မှုမှာပါဝင်ခဲ့တဲ့အကြမ်းဖက်သမား9ဦးကခီးတွားတွေကိုတိုက်ခိုက်ခဲ့တာကြောင့် ဟိန္ဒူဘာသာဝင်အများအပြားသိဆုံးခဲ့ပါတယ်။ဒီကျမ်းဖတ်မှုအပြီးခါတိတဲ့ရန်ဘတ်နိုင်ငံသားတဲ့ကလက်နက်ကင်ပြိပခတစ်ခုပြန်လည်ဖြစ်ပွားလာခဲ့တယ်လို့အိန္ဒိယက IWT ရေဝေစုဖြစ်တဲ့ဒီစာချုပ်မှာပါဝင်မှုကိုရဆိုင်းလိုက်ပြီးရေထောက်ပံ့မှုကိုချော့ချဖို့စီစဉ်နေပါတယ်။အိန္ဒိယကရှင်းနဲ့မြစ်ပေါ်ရှိရန်ဘီကာချောင်းကို60ကီလိုမီတာကနေ 120ကီလိုမီတာအထိတိုးချဲ့ခတ်မယ်ဆိုရင်ရေစင်းစင်းမို့ဟာတစ်စက္ကန့်လျင်40ကီလိုမီတာကနေ150ကီလိုမီတာအထိတိုးမြင့်ဖို့စီစဉ်ထားပါတယ်။အခြားရေဖြတ်တောက်မှုနဲ့ရေစင်းစင်းမှုပြောင်းလဲမှုဆိုင်ရာ စီမံကိန်းများလှုပ်ဆောင်နေပြီးပါကစ္စတန်အတွက်ရေလွှမ်းမှုမှုကိုအလွန်စွာ ထိခိုက်စေပါတယ်။ပါကစ္စတန်နိုင်ငံရဲ့စိတ်ပျိုးရေးနဲ့စွန့်ရင် ထုတ်လုပ်မှုအတွက်အရေးကြီးတဲ့ရေထောက်ပံ့မှုကိုလည်းအဓိကထိခိုက်စေနိုင်ပါသေးတယ်။ ။အညာရေဖြတ်တောက်မှုကြောင့်ပါကစ္စတန်မှာရေအလျက်စစ်ဓာတ်အားထုတ်လုပ်မှုကိုကြီးမားစွာထိခိုက်စေနိုင်ပြီးတော့စိတ်ပျိုးရေးလုပ်ငန်းများအတွက်လည်းထိခိုက်မှုဖြစ်ပေါ်နိုင်ပါတယ်။ဥမာအနေနဲ့ပြောမယ်ဆိုရင်စံတကြားဖြော်ရည်စတဲ့စိတ်ပျိုးမှုများမှာထိခိုက်ပျက်စီးမှုဖြစ်ပေါ်စေတတ်ပြီးဒုကြီးမားမှလည်းရေထောက်ပတ်မှုယုံနေလာတဲ့အတွက်ရေချားပမှုပြဿနာတွေကိုခံစားရမှာတည်ကြပါတယ်ပါကစ္စတန်အစိုးရကအိန္ဒိယရဲ့ဒီလိုအပြုအမူတွေကိုကန့်ကွက်ပြီးတဲ့နောက် ဒီကိစ္စနဲ့ပတ်သက်ပြီးပြန်လည်တုံ့ပြန်သွားမလို့သတိပေးထားပါတယ်။ဒါဆိုရင်ပါကစ္စတန်ရဲ့မဟာမိတ်ဖြစ်တဲ့တရုတ်ကပါကစ္စတန်နဲ့နီးကပ်တဲ့မဟာမိတ်နိုင်ငံဖြစ်တာကြောင့်မော်ဒန်ကြောက်တရားတည်ဆောက်မှုအများဆုံးအကောင့်ထဲပုံနိုင်ဖို့ဆောင်ရွက်နေပါတယ်။ဒီဂျေကတ်တာဟာစွရင်ထုတ်လွှင့်မှုရဲ့ရှေ့ရမကာဝတ်ထုတ်လွှင့်နိုင်တာကြောင့်စိတ်ပျိုးရရကြီးရချနာကိုကာကွယ်နိုင်ရင်းနဲ့တောက်ရထောက်ပတ်မှုအတွက်လည်းအရေးကြီးတဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကရေဖြတ်တောက်မှုကြောင့်ပါကစ္စတန်ဒေသအတွင်းရေအလွန်လမရရှိတာကြောင့်လည်းတည်ငြိမ်မှုကိုဆိုးဝါးစေနိုင်တယ်လို့တစ်ဖက်မှာလည်းပါကစ္စတန်ကတရုတ်နဲ့ပူးပေါင်းဆောင်ရွက်ပြီးရေကာတာများကိုမြန်ဆန်စွာတည်ဆောက်နိုင်ဖို့ကြိုးစားနေပါတယ်တရုတ်ကလည်းဗရာမပူထရာမြစ်ကြီးကိုထိန်းချုပ်နိုင်တဲ့အတွက်အိန္ဒိယကိုစန့်ကျင်တဲ့ရေဖြတ်တောက်မှုများပြုလုပ်နိုင်မှုရှိသဖြင့်ဒေသတွင်းစစ်ရေးအခြေအနေကိုပုံမမြင့်တက်နိုင်ပါတယ်။ ဒီပြဿနာဟာအိန္ဒိယနဲ့ပါကစ္စတန်တို့ကြားရှေ့ပြည်သားဆက်ဆံရေးကိုပြင်းထန်စွာပုံမဆိုးဝါးစေနိုင်ပါသေးတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကြားရေပြဿနာဟာပိုပြီးအရှင်ရလာတာကြောင့်အိန္ဒိယကရေဖြတ်တောက်မှုများကိုတိုးမြင့်နေခြင်းဟာပါကစ္စတန်အတွက်တရုတ်ရဲ့ရေကာတာတိစောက်မှုကိုအမြန်ဆန်းစေချင်တာကြောင့်ဒေတာတွင်းတည်ငြိမ်မှုများပေါ်ထိခိုက်မှုများရှိနေပါတယ်။ဒီကိစ္စကရေစည်းစိမ်မှုနဲ့နိုင်ငံကဆက်ဆံရေးအတွက်ရေးကြီးတဲ့သတိပေးချက်တစ်ခုဖြစ်ပါတယ်။